စိုက်ပါလုံခြုံရေးကုမ္ပဏီ WeGo ဒေါ်လာ32ဘီလီယံဖြင့် Google ဝယ်ယူမည် Google Meeting ကုမ္ပဏီ Alphabet ကစိုက်ပါလုံခြုံရေးကုမ္ပဏီ WeGo အမေရိကန်ဒေါ်လာ32ဘီလီယံပေးပြီးဝယ်ယူတော့မှာဖြစ်ကြောင်း AP သတင်းမှဖော်ပြထားပါတယ်အရှိန်ဟုန်ပြင်းပြင်းဖြင့်မြင့်တက်နေတဲ့ဉာဏ်ရည်သူနည်းပညာဆိုင်ရာတိုးတက်မှုတွေအကြား cloud computing အပိုင်းမြင့်တင်ဖို့အတွက် cyber လုံခြုံရေး company WeGo ဝယ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။ အနောက်ရှက်အသားစီးတွေမရှိဘဲအယောင်းဝယ်ဖြစ်သွားပါက Alphabet Company 25နှစ်တာသမိုင်းမှာစမ်းချိန်တင်အစိအကြီးဆုံးဝယ်ယူမှုတစ်ခုဖြစ်လာမှာပါအစောပိုင်းဝယ်ယူမှုကကုကဲဝန်ဆောင်မှုအတွက်ပုံမလုံးချုံရေးကိုပေးဆောင်မယ်အပြင် Cloud Computing အပိုင်းမှာအရှင်းပြိုင်ဖို့အတွက်ဤပညာဖြင့်အရှေဟုန်သစ်တွေလည်းရရှိစေမှာဖြစ်ပါတယ်။ V နဲ့ Google Cloud တို့ပူးပေါင်းပြီး Cloud လုံးချုံရေးပုံမလွယ်ကူစွာအသုံးပြုနိုင်ပြီး ကလောင်နဲ့ AI ကိုလုံခြုံစွာလက်ခံအသုံးပြုနိုင်တော့မှာဖြစ်ကြောင်းကုမ္ပဏီအမှုဆောင်ရာရှေ့ချုပ်ကဆိုပါတယ်။အဆိုပါသဘောတူညီချက်က AI ခေတ်မှာကြီးမားပြီးကျေပြန့်လာတဲ့လမ်းကြောင်းနှစ်ခုကိုအရှိန်ပြေဖို့အပြင်ပုံမကောင်းမှုနဲ့ cloud လုံခြုံရေးဝန်ဆောင်မှုရရှိရေးတို့ကိုရည်ရွယ်ထားတာဖြစ်ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။